အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့ April 25ရက်နေ့ထူးခြားတဲ့သတင်းချို့အကောင်းတို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ် People Media ကိုအနေနဲ့ရကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် People Media ရဲ့သတင်းတွေကိုကျွန်တော်ဒီ Telegram မှာဖော်ပြလျက်ရှိပါတယ်အဲ့တော့ Telegram မှာကျွန်တော်တို့ဒီ People Media လို့ရှာလိုက်ပါရှာပြီးတော့ကျွန်တော်ရဲ့ဒီ Channel ကို join ထားခြင်းအပြင် People Media ရဲ့နေ့စဉ်သတင်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ထို့အပြင်ပါပဲကျွန်တော် People Media ကိုအနေနဲ့ရကနေပြီးတော့ကျွန်တော် live စင်ကြီးပေးသွင်းပြီးတော့ ကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။လာစဉ်ကြေပေးသွင်းလို့တဲ့မိတ်ဆွေများအနေနဲ့ဒီ KB နံပါတ်39 420 192 119တို့ဒါပေးသွင်းနိုင်ပါတယ်။ KB လည်းဒီနံပါတ်ပါပဲ။ဝေပေးလည်းဒီနံပါတ်ပါပဲ။အဲ့တော့ KB နံပါတ်က39 420 192 119ဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီမိတ်ဆွေတွေပေါ့ဗျာအစင်မပြေတဲ့မိတ်ဆွေတွေအနေနဲ့ဒါလုံးဝလုံးဝပေးသွင်းခြင်းမပြုကြဖို့မြစ်တာရခံကြပါတယ်။အဲ့တော့တတင်းကိုကျွန်တော်စပြီးတင်ပြပေးပါမယ်။ဒါကတော့ဗမော်မြို့တိုက်ပွဲပါ။အဲ့ဒီကနေ့မနက်၄နာရီလောက်မှာအဲဒီကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့ တက်မလို့ရဲ့တက်မလို့ရဲ့ဒီစကန်တွေကိုဝင်တိုက်တယ်ဝင်တိုက်တယ်သူတိုက်တဲ့ပုံစံကမနက်၄နိုင်မှာဝင်တိုက်တာအဲ့တော့မနက်၄နိုင်ဆိုတာဗျာအားလုံးသိတဲ့အတိုင်းပဲကင်းကျိုးတဲ့အချိန်ကင်းကျိုးတဲ့အချိန်ဆိုတော့ကင်းသမားကကင်းသမားရဲ့အချိန်ပြောင်းလုပ်မယ်ပြီးရင်ကင်းသမားကငိုက်တယ်ငိုက်တဲ့အချိန်ပေါ့အဲ့ဒီအချိန်ကတကယ်ငိုက်တဲ့အချိန်အဲ့တော့ဒီဒီကျွန်တော်စကန်တစ်ခုကြာချင်းမကြာချင်းကအဲ့ဒီကင်းဘလောက်ခိုင်းပါလဲကင်းစစ်တဲ့သူတွေကဘလောက်ထိတိတိကျကျစစ်လက်ပေါ်မှာမှုတည်တယ်ကင်းသမားဘက်မှာလည်းအရေးကြီးတယ်ကင်းစစ်တဲ့အဖွဲ့မှာလည်းအရေးကြီးတယ် အကုန်လုံးတော့အရေးကြီးတာပေါ့ဗျာအရေးကြီးတော့ကင်းသမားပေါ့အဲ့တော့လေးနိုင်တို့မှဝင်တိုက်တယ်လေးနိုင်တို့မှဝင်တိုက်တော့သူကဒီဗျာကင်းသမားတွေကင်းကျိုးတဲ့အချိန်ပေါ့ကင်းကင်းသမားတွေကင်းကျိုးတဲ့အချိန်ကိုသူတို့ကသူတို့မှလည်းကျွန်တော်တို့ပုံစံမျိုးစုံနဲ့ထောက်လာမှလိမ့်မယ်ဒီအချိန်မှာဝင်တိုက်ရင်ရပြီပေါ့ဗျာဒီစကန်ရပြီဆိုပြီးတော့သူတို့ကဒီစကန်ရဲ့တက် AD တက်စကန်တွေရှိတဲ့နေရာကိုသူတို့ AD ကပတ်ပေါင်းဆိုတာသူတို့ဝင်တိုက်တာပေါ့မနေ့လေးနိုင်ဆိုခင်ဗျားတို့ကြိုးလို့ငိုက်နေတဲ့အချိန်ပေါ့ဗျာနောက်ပြီးတော့ဒီဘမော်မျိုးရဲ့ယာတိကတော့တော်တော်အေးတယ်ဗျာအခုတော့တော်တော်အေးတယ်အေးတဲ့အချိန်ကိုသူတို့ဝင်ပြီးတော့ဝင်ကျုံတာပေါ့ဗျာ ဝင်ကြောတော့အဲ့မှာကတို့တွတ်မထားတာကကျွန်တော်ဒီဒီတိုက်ရဲ့ area တကြောမှာပဲဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေမှာတက်ကဒီကင်းမုံချတာလေတက်ဖြောက်ထားတယ်ဗျာတက်ဖြောက်ထားတယ်တို့ကဒီတက်မတော်တက်တက်မတော်မရှိဘူးလို့ပဲတို့ကဒီ KI နဲ့စစ်သူရ KI နဲ့သူ့ရဲ့အပေါင်းပါတွေကတို့ကဒီလိုမျိုးယူဆတာယူဆတော့တို့ကဒီကနေ့မနက်၄နိုင်မှာအလုံးရင်းနဲ့ဗပောင်းစုံနဲ့ဝင်တိုက်တယ်ဝင်တိုက်တော့ဒီတက်ကဒီကင်းမုံတနည်းအားဖြင့်တက်ဖြောက်ထားတဲ့အဖွဲ့တွေကဒါမျိုးနှင်းဆိုင်စော်ပလိုက်တယ်ပြင်းပလိုက်တယ်တနည်းအားဖြင့်ဒီဘက်ကလက်ဦးမှုရယူပြင်းပလိုက်တာခံလိုက်ရတော့ဟိုဘက်ကတက်ကွင်းနဲ့ဝင်ပြီးတော့ခံလိုက်ရတာ ဒီကနေ့မနက်ဖြစ်စင်မှာ KIA PDF တွေများစွာသိတယ်ကျွန်တော်အလောက်ဒီဒီဒီဓာတ်ပုံတွေကတော့ကျွန်တော်တို့ဒီအင်တာနက်အခက်ခဲရကျွန်တော်မတင်နိုင်သေးဘူးကျွန်တော်ဓာတ်ပုံတွေရရင်ကျွန်တော်တင်ပေးမယ်ဒီကနေ့ကတော်တော်များများရတယ်တစ်ဖက်ကလည်းဒီ KIA PDF ဘက်ကလည်းအာဒီဒီချိန်လေးမနက်၄နာရီလာတိုင်းငါတို့တော့အခွင့်ကောင်းတစ်ဖက်မှာတော့ဒီကင်းသမားတော့ကျိုးနေလောက်ပြီပြီးရင်ကျွန်တော်ဒီဘက်မှာလမ်းကင်းတွေလည်းမရှိတော့ဘူးအဲသူတို့ရပြီဆိုပြီးတော့သူတို့ကလည်းအပိုင်ဝင်ကျုံတာအင်အားတော်တော်များများနဲ့ဝင်ကျုံတာတော်တော်များများနဲ့ဝင်ကျုံတာ တော့အဲ့ဖြစ်စင်မှာကျွန်တော်တို့ဒီအကြံဖတ်သမားတွေအလောင်းတွေလက်နက်တွေများစွာရတယ်အလောင်းလက်နက်များစွာရတယ်ပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါမှာဒီအကြံဖတ်သမားတွေနောက်ကိုဆုတ်တယ်ပေါ့ဗျာသူတို့ခံလိုက်ရတာကိုဆုတ်တယ်ဆုတ်တဲ့ခါမှာကျွန်တော်တို့ဒီတက်မလို့ကနေပြီးတော့ဒါဘုံကျဲလေရင်နေပြီးတော့ကျွန်တော်တို့ဒီတိုက်ခိုက်လေရင်နေတောက်လျှောက်ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်လုပ်တယ်အဲ့နောက်ပိုင်းမှာဒီကနေ့မိုးလဲပိုင်းလောက်မှာသူတို့တော်တော်ကြီးဆုတ်သွားတယ်ဆုတ်ပြီးတော့ကျွန်တော်တို့ဒီတက်စကန်ရှိတဲ့ AD ရ AD ရတွေကိုသူတို့အပြင်မျိုးမျိုးပြန်နေပြီးတော့ဒါလက်နက်ကြီးနဲ့ပြစ်ထည့်တဲ့နေသားတွေရှိလို့သိရတယ် သိရတယ်အဲ့တော့တက်ကလည်းအဲ့ဒီတို့ရဲ့ဒီလက်နက်ကြီးပြစ်တဲ့နေရာကိုကောင်းလာပြန်ပြီးထောင်လန်းပြီးတော့တောက်လျှောက်ဘုံကျဲရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်။အော်ဒီကနေ့ဒီပံမော်မျိုးတိုက်ပွဲနဲ့ပတ်သက်ရင်တော့တကယ်အားရစရာပဲဗျ။အားရစရာပဲတို့တော့ဗျာ။ဟာလို့လာတိုင်ရပြီပေါ့ဒီကြီးရဲ့ကင်းကျိုးတဲ့အချိန်ပေါ့၄နိုင်ဆိုအားလုံးသိရတယ်ဗျာခင်ဗျားလည်းကင်းကျိုးတဲ့အချိန်တို့ငိုက်နေတဲ့အချိန်ပေါ့အဲ့ချို့တို့အခွင့်ကောင်းယူလာဆော်ပလိုက်တယ်တို့ဘက်ကလည်းပိုင်မျိုးဗျာတနည်းအားဖြင့်တို့ဘက်ကလည်းပိုင်ပြီဆိုအပြတ်ဝင်အောင်တာ KIP PD ကစစ်သွေးကြောင့် KIP PD အပေါင်းပါတယ်အပြတ်ဝင်အောင်တာတက်ကလည်းအဲ့ဒီမှာကျွန်တော်တို့တက်ကမြုပ်ထားပြီးစား တံပြုတ်ထားတယ်ကင်းလည်းမကြိုးဘူးသူတို့ဝင်ရောက်လာနိုင်လမ်းကြောင်းမှာတောက်ချောက်ပိတ်ပြီးရှင်းပလိုက်တာတတော်များများအလောင်းနေရတယ်တတော်များများတည်ရပေါ့ဗျာအဲ့လိုတော့အချိန်တွေတည်ရတယ်ဒါတော့ကျွန်တော်တို့ဒီဒီကနေ့မနက်ပိုင်းမှာတိုက်ပွဲဗမော်မှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့အချိန်တွေအဲ့တော့ဗမော်ရဲ့တိုက်ပွဲကကျွန်တော်တို့ဒီလေးလပတ်လေကိုရောက်လာပြီလေးလပတ်လေကိုရောက်လာပြီအဲ့တော့ တကယ်တိုက်ပွဲကြခြင်းကလည်းမနေဘူးပေါ့ဗျာမနေဘူးပေါ့ကျွန်တော်တို့ဒီမြန်မာတပ်မတော်သားတွေတကယ်ကိုကျွန်တော်တောင်းဝန်ကြည့်ပါတယ်ကျွန်တော်တို့နာခခကအမြင်နဲ့အမှတ်ရနေပါတယ်အင်ဒိုတိုက်ပွဲအမြင်နဲ့အမှတ်ရနေပါတယ်အဲ့တော့အင်ဒိုတိုက်ပွဲမှာတော့ကျွန်တော်တို့ဒီတော်လေးတော့ဒီဆိုးသွားတဲ့အခြေအနေတွေဖြစ်သွားခဲ့တယ်ပေါ့ဗျာဆိုးသွားတဲ့အခြေအနေဖြစ်သွားခဲ့တယ်အဲ့တော့ဖြစ်ခဲ့တဲ့အခြေအနေတော့ကျွန်တော်မပြောတော့ပါဘူးတကယ်ကိုကျွန်တော်တို့ဒါဆိုးသွားပါတယ်အဲ့တော့ဒီကချင်နေတဲ့ဇကိုင်းမှာတကယ်ကိုကျွန်တော်တို့စေးရရအရေးပါတဲ့နေရာကဒီဇကိုင်းနဲ့ကချင်အဆက်အင်းတော်တကယ်ကိုကျွန်တော်စေးရမှာပြောကြတယ်လမ်းမရမှာပြောကြတယ်သူရဲ့ပတိဝီအနေနဲ့တရှိမှုကမှာပြောကြတယ် လက်ရှိကကျွန်တော်ဗမောအဲဗမောကတကယ်ပိုးတော့ပိုးတော့ကျွန်တော်မဟာပြွာကြာသေးတယ်အဲ့တော့မျိုးတစ်မျိုးပါသွားရင်ကျွန်တော်ပြန်တတ်ရတာခက်တယ်ဗျာအချိန်တော်တော်ယူရတယ်ပြန်တတ်ရတော်တော်လေးခက်တာပေါ့အဲ့တော့ဗမောကတစ်ဖက်မှာကျွန်တော်တို့ဒီဒီတရုတ်မြန်မာနယ်စပ်ရှိတယ်တစ်ဖက်မှာကျွန်တော် KIA KIA အဖွဲ့တွေလှုပ်ရှားတဲ့လိုင်းစားတို့မိုင်းချိုင်းတို့ပြီးရင်အခြားသော KIA ထုတ်ချုပ်တဲ့ area တွေလည်းရှိတယ်အော်ဒီဒီဗမော်ရဲ့ဒီဗမော်မှာတက်ရှိတဲ့သဘောကလေဒီ KIA ဌာနချုပ်တို့ထိချုပ်ဖို့အတွက်ဒီဗမော်မှာကျွန်တော်အင်အားကအလုံးကြီးရှိတာတက်ပေါင်းဆောင်ရှိရပါဗျာတက်ပေါင်းဆောင်ရှိရနေတာ ပြီးရင်ကျွန်တော်တို့ဒီ AR မြို့အတွက်အရေးကြီးတဲ့နေရာပေါ့အဲ့တော့ဒီဗမောင်မြို့ပါဝင်ရင်တော့သူတချမ်းကိုတချမ်းပေါ့လက်ရှိတော့ကျွန်တော်ဗမောင်မြို့မှာရှိတဲ့တပ်မတော်တိုင်းတကယ့်ကိုကျွန်တော်တာဝန်ကြီးတယ်အဲ့တော့ဒီကနေ့ကတော့တကယ့်ကိုကျွန်တော်ပွဲကြီးပွဲကောင်းပါဗျပွဲကြီးပွဲကောင်းပဲနောက်တဲ့ဒီကချင်ပြည်နယ်မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တဲ့နေရာကလက်ရှိလက်ရှိကျွန်တော်တို့ဒီမြကြီးနာဖားကန်လမ်းပိုင်းအဲ့ဘက်မှာကျွန်တော်တိုက်ပွဲတွေပြစ်ထန်နေတယ်တိုက်ပွဲတွေပြစ်ထန်နေတယ်ဒီတိုက်ပွဲအခြေအနေကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာဖြစ်တယ်အဲ့တော့လက်ရှိဒီဖားကတ်မှာတော့အကြမ်းဖက်သမားတွေကဒီကြောက်တူးနေစေဖြစ်တယ်အဲ့တော့အဲ့နေရာတွေရောကျွန်တော်တို့ဒီရှင်းလင်းလာတွေတော့မတွေ့ရသေးဘူးဗျမတွေ့ရသေးဘူးဘယ်တော့မှလုံမလဲတော့ကျွန်တော်တို့မသိဘူး တို့မှလုံးပြီးတော့ကျွန်တော်မသိဘူးအဲ့လိုအခြေအနေရှိရဲ့ပြီးရင်ကျွန်တော်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါတနိုင်းပေါ့တနိုင်းဘက်မှာတော့ကျွန်တော်လက်ရှိဒီကလာမှာတိုက်ပွဲတွေကညင်နေတယ်ဟိုတနိုင်းကလည်းတကယ့်ကိုကျွန်တော်စေအေးရအေးပါတယ်အေးပါရတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီတစ်ဖက်မှာလီလိုလက်မှာရရှိမယ်ပြီးတော့ကျွန်တော်တို့ဒီတနိုင်းကဒီနာဂကူပိုင်အုတ်ချုပ်ခွင့်ရဒေတာနဲ့ချိတ်ဆက်ထားတဲ့လမ်းပိုင်းအဲ့တော့ဒီ KI ကသူ့ရဲ့ဒီစေအေးမဟာဗျူဟာအရာသူတို့ကဒီဒီကျွန်တော်တို့ဒီဒီဘက်ဒီနာဂကူပိုင်အုတ်ချုပ်ခွင့်ရကိုထိုးပေါက်ဖို့ဆိုရင်တော့ဒီတနိုင်းကိုသူတို့ကအပြည့်အဝထိန်းချုပ်နိုင်ဖို့လိုတယ် အဲ့ဒီလိုထိန်းချုပ်နိုင်မှသာလင်တို့ကဒီနာဂဒေတာမှာတို့ထိုးပေါက်နိုင်ပါအဲ့တော့ဒီတနိုင်းကဒီနာဂဒေတာတည်ငြိမ်ရေးအတွက်တကယ့်ကိုကျွန်တော်တို့ရှေ့ကခန်းစစ်စကန်ကြီးလည်းဖြစ်တယ်လက်ရှိတော့ကျွန်တော်တနိုင်းမှာတော့ငြိမ်နေတယ်အဲ့တော့ငြိမ်နေတဲ့အချိန်ကြီးလည်းမကောင်းဘူးညငြိမ်နေတဲ့အချိန်ကြီးကမကောင်းဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီတနိုင်းမှာကဒီဒီပရာစုပြည်သူစစ်တပ်ဖွဲ့ကတော့တော်တော်လေးကိုကျွန်တော်အင်အားကောင်းတယ်အင်အားကောင်းတယ်အဲ့ဒီမှာကကျွန်တော်တို့ဒီသူ့ရဲ့တပ်ဖွဲ့ကိုဒီလူငယ်တွေနဲ့ပဲဖွဲ့ကြည့်ထားတာ လူငယ်တွေနဲ့ဖွဲ့စည်းထားတယ်ပြီးရင်တို့တို့တစ်ဖက်ကကျွန်တော်နှီးပညာနှီးပညာကောင်းကောင်းအသုံးပြုနိုင်တယ်ပြီးရင်ကျွန်တော် drone တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီတက်တက်လျောက်ပတ်တဲ့အခြေအနေတစ်ခုထိတို့ဒီလက်နက်တွေကိုပိုင်ဆိုင်ထားတယ်လူငယ်လက်နက်အင်အားနှီးပညာပိုင်ဆိုင်ထားတယ်အဲ့တော့ဒီဝါစုပြည်သူစစ်တပ်ဖွဲ့ကတော့ဒီဒီတနိုင်းဘက်မှာတော့သူတော်တော်လေးကိုဒီအင်အားကောင်းတဲ့ပြည်သူစစ်တပ်ဖွဲ့ဖြစ်တာပေါ့တကယ်ကိုကျွန်တော်တို့တကယ်ကိုဘာပဲဖြစ်ဖြစ်တိုက်ခိုက်ကောင်းတဲ့တပ်ဖွဲ့ပါနောက်ပြီးတော့လူငယ်တွေနဲ့ဖွဲ့စည်းထားတယ်ဖြတ်ခနဲ့ဖြတ်ခနဲ့နေရပါပဲ တော်တော်လေးကိုကျွန်တော်တို့သူရဲ့တိုက်ရိုက်ခိုင်းရအောင်ကျွန်တော်တို့အတိမတ်ပြအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီသတင်းကိုကျွန်တော်ပြန်ချုပ်ပြန်ချုပ်ချင်တာကတနိုင်းကလည်းကျွန်တော်တို့ဒါတော်တော်ကြီးကိုအရေးကြီးတယ်အရေးကြီးတာကကျွန်တော်တစ်ဖက်မှာနာကနာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပါဗျအဲ့ဒီဒေတာအဲ့ဒီဒေတာတွေကျွန်တော်တကယ်ကိုအရေးပါတဲ့နေရာအဲ့တော့ KI ကတော့သူကတော့စင်ပြီးကိုရတဲ့နေရာရတဲ့ပုံစံနဲ့မွေးပါတယ်အခြားကျွန်တော်တို့ကဂရုစိုက်မဲ့အနေထားပါအဲ့ဒီဘက်ကအဲ့ဒီဘက်ကကျွန်တော် NLD အုပ်စုတွေကလည်းဒီ KI ထဲမှာသွားပြီးတော့သွားပူပေါင်းတယ်လို့ကျွန်တော်တို့သိထားတဲ့အချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ထိနိုင်မှုလို့တယ် ပြီးရင်ကျွန်တော်တို့လက်ရှိတော့ဒီဖာကတ်အဖာကတ်မြကြီးနာဖာကတ်နာမည်မှာတိုက်ပွဲတွေဖြစ်တယ်အဲ့တော့ဗမော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့အားရခြေနှက်ဖွယ်ကောင်းတယ်လို့ပဲကျွန်တော်တို့တင်ပြပေးချင်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီကြောက်ဖြူမျိုးတိုက်ပွဲပေါ့အဲ့တော့လက်ရှိဒီကြောက်ဖြူမျိုးနဲ့အနီးတစ်ဝိုက်မှာတော့ဒီတိုက်ပွဲတွေတိုက်ပွဲတွေကတော်တော်လေးပြင်းပြထန်ထန်ဖြစ်နေတယ်တိုက်ပွဲတွေဆက်ရှိနေပါဗျာတိုက်ပွဲတွေဆက်ရှိနေတယ်ဒီစစ်တွေဘက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေတယ်ဒီကြောက်ဖြူနဲ့ကျွန်တော်တို့ဒီစစ်တွေရဲ့တိုက်ပွဲမှာဆိုရင်တော့တပ်မတော်ကဒီအကြမ်းဖက်သမားတွေကိုကောင်းကောင်းကြီးကျွန်တော်တို့ရှယ်လင်းနိုင်တယ်ရှယ်လင်းနိုင်တဲ့အကြောင်းရင်းအားတစ်ဖက်မှာကျွန်တော်တို့လက်နက်ကြီးပစ်ကူပြီးရင်ကျွန်တော်တို့ ဒါပြည်လည်ပြည်မှာရှိတဲ့ဒီတက်မလို့ရေးရဲ့ပြစ်ခတ်နိုင်မှုပြီးရင်ကျွန်တော်တို့ဒီနည်းပညာအသုံးပြုနိုင်မှုပြီးရင်ကျွန်တော်တို့ဒီ drone drone တွေရဲ့ထိရောက်မှုပြီးရင်ကျွန်တော်မြေပြင်စစ်ကြောင်းတွေရဲ့ဟန်ချက်ညီမှုပေါ့ဗျာဒီလိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့ဒီကြောက်ယူနေတာစစ်တွေမှာတက်မလို့ကဒါကျွန်တော်တို့တတော်ကြီးကိုကျွန်တော်တို့ထိန်းနိုင်တယ်တိန်းနိုင်တယ်အကြံဖတ်သမားတွေကိုဒါတတော်ကြီးကိုတုံ့တင်နိုင်တယ်ကျွန်တော်တို့တကယ်ကိုကျွန်တော်အံ့ဩပဲကောင်းတယ်ကောင်းတဲ့အကြောင်းရင်းအားလည်းကျွန်တော်ဒီပညာရဲ့အားသက်ချက်တွေအများကြီးပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီနည်းပညာနဲ့ပြည့်ရတဲ့လက်နက်ကြီးနဲ့ ကျွန်တော်တို့ခံမှန်းပြီးပြရတဲ့လက်နေကြီးမတူပါဘူးအဲ့တော့ဤပညာနဲ့ပြမယ်ဆိုတော့ကျွန်တော်အပေါ်မှာဒါဒါကျွန်တော်တို့ဒီ drone နဲ့ကင်းတော့ပြီးတော့ဘယ်နေရာဘယ်နေရာဘယ် point ဘယ် point ဆိုလက်နေကြီးနဲ့တွက်ပြီးပြတဲ့တက်တဲ့ကြတယ်ခင်ဗျလက်နေကြီးကတကယ်ခင်ဗျလက်နေကြီးရတာခင်ဗျတကယ်ကိုတီးကြရဖြစ်ခင်ဗျနေရာလွဲကြအကြောင်းမရှိဘူးလက်နေကြီးကတကယ်ကိုအားတတ်ကြတယ်အများကြီးပဲခင်ဗျဒီလိုဘယ်နေရာဘယ်နေရာမှာရှိတယ်ပေါ့ဗျအစသဖြင့် drone နဲ့ကင်းတော့ဘယ်နေရာဘယ်နေရာဘယ် point ပေါ့ဗျဘလောက်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 ဗျဒီကနေဘလောက်ဘလောက်ချိန်ပြစ်ချအဲ့ဒီကတီးတီးကြကြတယ်လက်နေကြီးအားတတ်ကြတယ်ဒါကြောင့်ဒီအကြံဖတ်သမားတွေကဒီလက်နေကြီးကို120လို့ ီဒီကျွန်တော်တို့ဒီလက်နက်ကြီးပေါ့ဗျာလက်နက်ကြီးကိုကြောက်ရတဲ့အကြောင်းရဲ့အဲ့ဒီဟာလက်နက်ကြီးအားသက်ချက်အများကြီးပဲဒါကြောင့်အကြမ်းဖက်သမားတွေသူတို့ကဒီစကန်းကိုဖြိုမယ်ဆိုရင်လက်နက်ကြီးစကန်းအရင်ဖြိုတာလက်နက်ကြီးစကန်းကကျွန်တော်တို့တကယ်ကိုအေဒီယာအများစုကောင်းကောင်းကြီးထိချုံနိုင်တယ်သူရဲ့အကွာဝေးမိုင်းအေဒီယာတို့ကောင်းကောင်းထိချုံနိုင်တယ်လက်နက်ကြီးအားသက်ချက်တွေအများကြီးပဲအခုအခုမှကျွန်တော်တို့ဒီစစ်တွေနဲ့ကြောက်ပြီးပါမှာဒီလက်နက်ကြီးနဲ့ကျွန်တော်အပေါ်ကဒီ drone နဲ့ဒီတွဲဆက်လိုက်တဲ့အခါမှာဒီပစ်ခတ်မှုတွေကတော်တော်ကြီးကိုတီးကြတယ်တော်တော်ကြီးကိုတီးကြတယ်ခင်ဗျာဒီနေရာမှာရန်သူရှိတယ်ကွက်တိပဲလက်နက်ကြီးကြားတယ် လက်နဲ့ကြီးရဲ့ဒီပေါကြောက်ပေါကွယ်မှုလဲကွက်တိပဲပြင်မကိုကွက်တိကြတယ်ကွက်တိကြတယ်အဲ့တော့ကျွန်တော်ဒီစစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာတော့ဒီတပ်မတော်ကတော်တော်ကြီးကိုထိန်းချုပ်နိုင်တယ်ကျွန်တော်ဒီရဘိုင်းမှာထူးထူးခြားခြားအနေနဲ့ဒီကြောက်ဖြူဧရိယာမှာရခိုင်ကကျွန်တော်တို့စစ်သွေးကြွအေးထိန်းချုပ်တဲ့နေရာကိုတပ်မတော်ကပြန်ပြီးတော့ဒါထိန်းချုပ်နိုင်ခဲ့ပါတယ်အဲ့နေရာကကျွန်တော်တို့လိတ်ခမော်လိတ်ခမော်ရဲ့ပြင်ရှေရဲ့မလာကျုံးရဲ့အဲ့ဒီအဲ့ဒီတကြောပေါ့အဲ့ဒီတကြောကကျွန်တော်တဖက်မှာဘင်္ဂလားပင်လယ်အော်ရှိတယ်ဘင်္ဂလားပင်လယ်အော်ရဲ့ဒီဘင်္ဂလားပင်လယ်အော်ကိုမေးတင်ထားတဲ့ရွာတွေရွာတွေရွာတွေကတော့ကျွန်တော်တို့ဒီ ဘင်္ဂလားပင်လယ်အော်ရဲ့ဒီပတ်လန်းကိုဗျာပြန်ပြီးတော့ပတ်လန်းကိုကျွန်တော်ရွာတင်ထားရွာတွေပေါ့ဗျာအဲ့ဒီရွာတွေကိုဆက်ဆက်တဲ့ရွာတွေကိုရခင်ကအေးရထိချုပ်ထားတယ်ထိချုပ်ပြီးတော့နောက်ပိုင်းမှာတပ်မတော်ကကျွန်တော်ဒီအဲဒီဘင်္ဂလားပင်လယ်အော်နေပြီးတော့ဒီစစ်သည်မော်တွေနဲ့ဒီအကြမ်းဖက်သမားတွေပြစ်တယ်ပြီးရင်ကျွန်တော် drone နဲ့ပြစ်တယ်ပြီးရင်ဒီပညာအထောက်အကူယူပြီးတော့ဒီလက်နက်ကြီးနဲ့ပြစ်တယ်အဲ့တော့အဲ့ဒီဒေသမှာတော်တော်ကြီးကိုရှင်းသွားတယ်လက်ရှိတော့ကျွန်တော်တို့ဒီတပ်မတော်ကအဲ့ဒီ area မှာကျွန်တော်တက်ဆွဲထားတယ်အကြမ်းဖက်သမားတွေရဲ့ဒီ scan တွေကိုလည်းသိမ့်ပိုက်ထားတာရှိတယ်အဲ့ဒီရဲ့ဒီဒီလက်ကမော် ြင်ရှည်မလာကျုံရဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ဒီစိတ်ကျုံးရှိတယ်အဲဒီစိတ်ကျုံးတဲ့သူတို့ ਨੇ ကက်ရပါဗျာအဲဒီကြားထဲမှာတော့ဘင်္ဂလားပင်လောရှိတာပါဗျာလှမ်းကြည့်မြင်ရပါလေစိတ်ကျုံးကအဲတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်ရဲ့စီးရေးချင်းနေနဲ့ပတ်တိုင်တော့အများကြီးကျွန်တော်တို့အားကောင်းတယ်ပြီးရင်ဒီတစ်ဖက်မှာဆိုလည်းပဲကျွန်တော်ဒီအပတ်ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အရောက်တိုင်းရဲ့နေကြာပြီးရင်ကျွန်တော်တို့ဒီဘက်ပြည်ပတ်သိမ်းမှုကလမ်းပိုင်းအဲ့ဒီဘက်မှာတော့ကျွန်တော်တိုက်ပွဲတွေဆက်တိုက်ဆက်တိုက်ဖြစ်နေတယ်ဒီတပ်မတော်တော့အဲ့ဒီအချိန်တွေမှာတော့တော်တော်ကြီးကိုကျွန်တော်အားကောင်းတယ်အဲ့တော့စစ်တိုက်ရတာကခင်ဗျာတုန်နယ်ကုနယ်ရှိတယ်ဗျာ သူ့နယ်ကုနယ်ရှိတယ်။လက်ရှိကဒီအေကလာတိုက်ရတာကကျွန်တော်တို့ဒီဒီကျွန်တော်တို့ရဲ့ဒီအခိုင်မာရှိတဲ့နယ်မြေကိုလာတိုက်ရတာ။အဲ့တော့ကျွန်တော်တို့ဒါကကျွန်တော်စစ်တိုက်ရတာမှာနယ်မြေကျွမ်းကျင်မှုလို့တယ်သူ့နယ်ကုနယ်မြေနိုင်မှုလို့တော့ဗျာမြေမနိုင်တော့ကဗျာစစ်နိုင်မှုမလွယ်ဘူး။မြေနိုင်မှသာလင်စစ်နိုင်တာ။တတိယပြေကျွန်တော်ပထဝီမြေနေသားကိုတိဖို့လူတွေရဲ့သဘောတဘာဝကိုတိဖို့ပြီးဒီလူတွေရဲ့ကိုယ်ွယ်ယုံကြည်မှုတွေတိဖို့လူတွေရဲ့ဒလေးအတဒလေးအချင်းတွေကိုတိဖို့အဲဒီလိုအချက်တွေပိုင်းမှသာစစ်နိုင်တာ။လက်ရှိကကျွန်တော် AI ကစစ်ကျွန်လာတယ်။စစ်ကျွန်လာတဲ့ကောင်မှကျွန်တော် AI ဝိတိုင်းဘက်ကိုစစ်ကျွန်လာတယ်။ စစ်ကြွလာတော့လက်ရှိမှာကျွန်တော်တို့ဒီစစ်သေးကြွအေးနဲ့အပေါင်းပါတတော်ကြီးကိုတုံ့ပြန်ခံနေရတယ်ကျွန်တော်တို့သိရတဲ့လောက်ကိုမနေဘူးလက်ရှိကျွန်တော်တို့ဒီဘက်ဒီလက်ရှိတိုက်ပွဲဖြစ်နေတဲ့ဇုံတွေမှာဆိုရင်ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကိုတပ်မတော်စစ်ကြောင်းတွေကိုတနည်းအားဖြင့်လေးမြင်တာပေါ့ဗျာလေးမြင်တာရဲ့ဟိုဘက်ဆယ်မိုင်ဘက်ပတ်လေပေါ့အဲ့ဒီဘက်မှာကျွန်တော်တိုက်ပွဲတွေဆက်ရှိရစီးတဲ့အခါမှာအဲ့ဒီစစ်ကြောင်းတွေအတွက်ကိုဒီလေးမျက်နှာမျိုးမှရှိတဲ့မျိုးသူမျိုးကန်တွေကမျိုးမျိုးသူမျိုးသားတွေပေါ့မျိုးသူမျိုးသားတွေကခမရ လိုလီသိမ်းမချော်ဂျိုက်ဒီနဲ့ပို့ပေးတာရိတ်ခါတွေပို့တယ်ဆက်လိုက်တွေပို့တယ်နောက်ဆုံးအရက်တွေပို့တယ်အကုန်ပို့ပေးတာတက်မော်သားတွေကြော်ဖို့တော့တောင်းဝန်ကြီးတဲ့အရာအတိုင်းသားတွေပြီးကျော်ဟင်းသရဟင်းသရကဒီလုပ်ငန်းရှင်တွေကလည်းဒီအဲ့တိုက်ပွဲ area မှာရှိတဲ့တက်မော်သားတွေပေါ့နိုင်ငံတော်တောင်းဝန်ထမ်းဆောင်တဲ့တက်မော်သားတွေအတွက်ရိတ်ခါတွေအသေးရွက်တွေဆက်လိုက်တွေအကုန်ပို့တာစေဝါးတွေအကုန်ပို့တာကျွန်တော်တို့လည်းအဲ့အဲ့ဒီဘက်ကိုကျွန်တော်သွားဖို့လည်းရှိတယ်ဒီလေးမြနာဘက်ကိုပေါ့သွားဖို့ရှိတယ်အဲ့မျိုးကန်เนี่ยကျွန်တော်သွားတွေ့ဖို့ရှိတယ်တကယ်ကိုကျွန်တော်ကျင်းနေဆရာကောင်းတယ်အဲ့တော့ ဘာကြောင့်ဒီလိုစစ်နိုင်ရလဲဆိုနံပါတ်1ပြည်သူလူထုကဒီတက်မတော်နဲ့တသားလေးရှိတယ်နံပါတ်2ကဒီဒီရဲ့တက်မတော်ကအဲ့ဒီ area မှာမြေးပိုင်တယ်မြေးပိုင်တယ်မြေးနိုင်တယ်ပြည်သူလူရဲ့ပူပေါင်းဆောင်မှုအဲ့ဒီအရာတွေကြောင့်ကျွန်တော်တို့အကြမ်းဖက်သမားများစွာတုတ်တင်နိုင်တယ်ပြတော့များမကြမီကာလမှာခင်ဗျာအကြမ်းဖက်သမားတွေတဖြည်းဖြည်းပြုံးပါပါအဲ့တော့စစ်တပ်ရတာကျွန်တော်အချိန်တစ်ခုတော့လိုတာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသတင်းပြန်ချောင်းရမယ်ဆိုတော့ဒီစစ်တွေစစ်တွေစစ်တွေမှာရှိစစ်တွေ area မှာရှိတဲ့ဒီအစ်စ်သွေးကြွားတွေအခြေပုတ်တဲ့နေရာကိုတက်မတော်ကကောင်းကောင်းရှင်းနိုင်တယ်အဲ့တော့အကြမ်းဖက်သမားလှုပ်ရှားနေတောက်လျှောက်ဝုံးပဲ က်ရှိဒီကြောက်ဖြူမှာလည်းအကြမ်းဖက်သမိုင်းထိန်းချုပ်ထားတယ်ကျွန်တော်ရှေ့ကတင်ပြခဲ့တဲ့ဂျွာတွေဂျွာတကြောကိုတက်မတော်ကပြန်ပြီးထိန်းချုပ်နိုင်သွားပြီပြီးကျွန်တော်ဒီအေယာယူတိုင်းနဲ့တပတ်ကကျွန်တော်တို့ဒါရခိုင်ပြည်နယ်တောင်ပိုင်းအဆက်တွေမှာလည်းတမတော်ကဒါအလုံးကြီးနဲ့ကိုနေမြေရှင်းလင်းမှုတွေလုပ်နေတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီတောင်ကုန်းနဲ့ဒီအုတ်ချင်းပင်လမ်းပိုင်းမှာလည်းဒီတမတော်ကဒီနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်။နှစ်ဖက်တိုက်ပွဲဆက်ရှိနေတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒါတောင်အန်းနဲ့ဒီပဒန်းလမ်းပိုင်းဘက်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေတယ်ပေါ့။အဲ့တော့အဲ့ဒီအချိန်မှာတမတော်ကဒါအများကြီးအကြမ်းဖက်သမားတွေတုတ်တင်နိုင်တယ်။ကျွန်တော်တို့ဒီစစ်ပွဲအချိန်ကတော့အရွေးတွေတော့ရှိတာပေါ့။ အချိန်တခုတော့ဆောင်းအောင်ပါမယ်စစ်ပွဲရဲ့သဘောတဘာဝကိုတော့ကျွန်တော်တို့ဒါနားလည်ရမှာဖြစ်ပါတယ်နောက်ထပ်ဒီနေ့ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရောဒေတာအရန်အင်အားစုများဆိုပြီးတော့ဒီရောပီဒီအဖွဲ့တွေကဒီအပိုင်းမှာကျွန်တော်ထုတ်ပြန်လိုက်တယ်အဲ့တော့အဲ့ဒီမှာသူကဘယ်ယာတွေပါလဲဆိုတော့ရောရောဆိုဒီမှာတဲ့ပုံတော်ပုံညာနဲ့ချင်းတော်နဲ့ကြမှာရှိတဲ့ဂန်ကောထီလင်းကြောက်ထုဆောလောင်းရှိကြောဒေတာအဲ့ဒီဒေတာမှာရှိတဲ့နေထိုင်တဲ့သူတွေကိုဆိုလိုပါတယ်ဂန်ကောရဲ့ထီလင်းရဲ့ကြောက်ထုရဲ့ဆောရဲ့လောင်းရှိရဲ့ကြောရဲ့အားလုံးကျတော့6 6 6မြို့နယ်ပေါ့ 6မြို့နယ်အဲ့ဒီမြို့နယ်မှာရှိတဲ့လူငယ်လူရွယ်တွေကိုသူတို့ကစစ်မှုထမ်းကောက်မှုပေါ့ဗျာ PDF ကစစ်မှုထမ်းကောက်မယ်အဲ့မှာဗားရေးထားလဲဆိုတော့သူတို့သူတို့တော့ကနံပါတ်1ဒေတာတွေဒေတာတွေဒေတာတွေမှာရှိတဲ့တော်လိုင်းရေးအဖွဲ့တွေအင်အားကောင်းမှုတဲ့ပြီးရင်ကျွန်တော်တော်လိုင်းရေးစိတ်သက်ကိုမြင့်တင်မှုတဲ့ပြီးရင်ကျွန်တော်တော်လိုင်းရေးတက်အရန်တက်ခြေဝါအုပ်စုဒေတာလုံခြုံရေးပါဝင်မှုဗျာတနည်းအားဖြင့်သူတို့အုပ်ချုပ်ရေးရန်အုပ်ချုပ်ရေးရန်နေရာကာကွယ်ကာကွယ်ရန်နေရာစားတဲ့ဒီရန်နေရာတွေကိုသူတို့ထူထောင်မှုပေါ့ဗျာ ဲ့မှာကျွန်တော်တို့ဒီစစ်မှုထမ်းတဲ့မှာအကျုံးဝင်တဲ့သူတွေကအသက်18ကနေပြီးတော့အသက်30နှစ်အ30နှစ်ကြာကြာမှအကုန်စစ်မှုထမ်းမယ်ပြီးရင်သူတို့ကသူတို့ကအသက်ပိုင်းချပါသေးတယ်1995ခုနှစ်6လပိုင်းကနေပြီးတော့2000ခု6လပိုင်းအတွင်းမွေးဖွားတဲ့သူတွေအားလုံးအကျုံးဝင်တယ်တနည်းအားဖြင့်1995ခုနှစ်ကနေပြီးတော့1995ခုနှစ်ကနေပြီးလက်ရှိ1990 1995ခုနှစ်မွေးတဲ့သူတွေအားလုံးစစ်မှုထမ်းမယ်ပြီးရင်ကျွန်တော်2009ခုနှစ် မွေးတဲ့သူတွေ2009ခုနှစ်ဒီပေါ့ဗျာ1995ကနေပြီးတော့2009ခုနှစ်အတွင်းမွေးတဲ့သူအားလုံးစစ်မှုထမ်းမယ်စစ်မှုထမ်းပဲကဲခင်ဗျားတို့ပြောတော့စစ်ကြုံဘဝလွတ်မြောက်ရေးဆိုခင်ဗျားတို့ online ကြတာခင်ဗျားတို့ကိုယ်တိုင်လက်ရှိစစ်ကြုံဘဝကိုခင်ဗျားတို့ဇုံလုံးရောက်နေပြီအဲ့တော့အရင်တော့တော့ online စစ်ကြုံဘဝလွတ်မြောက်ရေးဘာညာဆိုလက်ရှိလက်ရှိလက်နက်ကိုင်ကိုင်နဲ့သူတို့ကိုယ်တိုင်ပဲအာနာရှင်အာနာရှင်ဟိုမှာတကယ်အာနာရှင်အကြီးစားဖြစ်နေပြီခင်ဗျားတို့တက်မလို့ကခင်ဗျားတို့လှုပ်တယ်ဆိုရင်ခင်ဗျားတို့အမှုဖွင့်တယ်ကွာပြောတယ်ကွာတင်စားရှင်းလို့မလှုပ်တော့ကွာ အဘဲတက်ကဘိုးကြီးကတော့ကျမတို့မတရားလုပ်ပါလေအဘဲတက်နေကတော့ကျမတို့မပါလုပ်ပါလေခမရောက်တိုင်လို့ရတယ်မီဒီယာနဲ့မီဒီယာသမားရဲ့ရှင်းလင်းပွဲလုပ်လို့ရတယ်ခမရောက်အခုလုပ်လေကျမတို့မလုပ်ရဲပါဘူးမလုပ်နိုင်ပါဘူးဘသူအောင်မလဲအော်လာနဲ့ခမရောက်တော်ရင်ဥပဒေကတန်တန်းဖြေရှင်းပါပဲအဲ့လိုအခြေအနေရှိရဗျအဲ့ဒီမှာသူကကင်းလုခွင့်ကင်းလုခွင့်အာဒီမှာသူကထက်လာသေးတယ်ရောဒိတာအရင်အင်အားစုဖြစ်အခြေခံစစ်ပညာသင်တန်းတက်ရောက်ခြင်းမှာအောက်ပါပုဂ္ဂိုလ်များနဲ့အချက်လက်များပေါ်စစ်စစ်ပြီးတော့သူကင်းလုခွင့်မရှိစေရဘူးတဲ့သူကဒီ သူစစ်မှုမထမ်းလို့စစ်မှုမထမ်းလို့တဲ့အတွက်သာသနာ့ဘောင်ဝင်တာတွေကိုသူတို့လက်မခံဘူးအဖုံးကြီးလည်းလူထွက်ပြီးတော့လူထွက်ပြီးတော့ကျွန်တော်တို့စစ်မှုထမ်းရမယ်အဲဒီသူတို့ရဲ့ data မှာကျွန်တော်တို့ဒီဖုံးကြောင်းတွေမရှိကြအောင်ဖုံးကြောင်းတွေမရှိကြအောင်မေဒီလာရှင်ကြောင်းတွေမရှိကြအောင်ဖုံးကြီးဝတ်တဲ့သူတွေမှသမျှအကုန်လုံးသင်ငန်းချုပ်ကမယ်ဒီခုနကကျွန်တော်တို့ဒီ1995ခုနှစ်95ခုနှစ်နဲ့2000ခုအတွင်းမွေးဖွားတဲ့သူတွေအားလုံးဖုံးကြီးလည်းသင်ငန်းချုပ်စစ်မှုထမ်းမေဒီလာရှင်လည်းမေဒီလာရှင်လည်းကျွန်တော်တို့သင်ငန်းသူတို့ရဲ့ဒီဟိုချုပ်ပေါ့ဗျချုပ်ပေါ့စစ်မှုထမ်း အဲ့လိုလေသူရေးထားတယ်ဟာခင်ဗျားတို့ပြီးအမှထပ်ပါသေးတယ်မိသားစုဝင်မိသားစုဝင်နေတဲ့မှာမိသားစုဝင်နေတဲ့မှာယောက်ျားမွေးမွေးမိန်းမမွေးမွေးအရွယ်ရောက်တဲ့သူတွေအားလုံးစိတ်မှုထားမယ်ပြီးရင်ကျွန်တော်တို့ဒီတင်နှန်းကာလမှာကုံကြားစီအားလုံးကိုအဲ့ဒီမိသားစုကနေပြီးတော့အဲ့ဒီမိသားစုကနေပြီးကြာခံမယ်တဲ့အဲ့မှာသူတို့အောက်ကဘာကြီးတာလဲဆိုဘိုးကော်မတီရောဒေတာဝိုင်းအေးတဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တဲ့ကြောက်ထုဒေတာတဲ့အာဆုံးရပါပဲစိတ်ကူးနေတာပေါ့အဲ့တော့ကျွန်တော်ဆက်ကြည့်ရပါပေါ့ ဒီခြေအနေနဲ့ပတ်သက်ပြီးတော့တက်ဘလော့ကအကြမ်းဖက်သမားတွေဘယ်လောက်ထိတုံ့တင်နိုင်မလဲဆိုတာကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ကဒီဒေသမှာရှိတဲ့ပြည်သူတွေအလုံးကအကုန်လုံးကတော့အကြမ်းဖက်သမားတွေထောက်ခံနေတဲ့သူတွေတော့မဟုတ်ဘူးသူတို့နီးရတာကြောက်ကြပြီးတော့မင်းတို့ထိုင်ဆိုထိုင်ထဆိုထဆိုတဲ့ပြည်သူတွေအများကြီးပါပဲအများကြီးပါပဲအဲ့ဒီဒေသမှာရှိတဲ့လက်ရှိဒီစစ်သွေးကြွားတွေထိ ंछ ုပ်ထားတဲ့ဒေသမှာရှိတဲ့ပြည်သူတွေအလုံးကတော့အဲ့ဒီအကြမ်းဖက်သမားတွေကိုအဲ့ဒီအကြမ်းဖက်သမားတွေရဲ့မူဝါဒတွေလမ်းစဉ်တွေကိုယုံကြည်တဲ့သူတွေမဟုတ်ပါဘူးတိုးတော်လည်းပဲသူတို့ရဲ့ဒါနေစဉ် အသက်ရှင်နေရတဲ့သူတို့ကြောက်ရတယ်ကြောက်ရတဲ့သူတို့မျိုးလုံးတွေဇွမ်းပါပြီးတော့ကျွန်တော်တို့ထောက်ခံနေရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဒေသမှာရှိတဲ့အကြံဘက်သမားတွေကိုတက်မလို့ကအင်အားအလုံးကြီးနဲ့ကျွန်တော်တို့ရှင်းလင်းဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီတက်မလို့အနေနဲ့အဲ့ဒီဒေသအဲ့တော့ဒီဂျောဒေသမှာရှိတဲ့လူငယ်လူရွယ်အားလုံးကိုတွေ့ရတဲ့နေရာမှာကျွန်တော်တို့စစ်မှုတာစစ်မှုတာမို့တော့ကောက်စစ်ပညာသင်ဖို့တော့ကောက်တာကောက်အာမနာနဲ့အာမနာနဲ့ကျွန်တော်ပြည့်ပြည့်စုံစုံလုပ်ပါရမှာပြည့်ပြည့်စုံစုံမလုပ်ရင်ကျွန်တော်တို့လက်ရှိဒီဘက်ဒီဘက်မြေပြက်လိုမြေတီပါသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဒီဘက် အဲ့ဒီဒေတာမှာရှိတဲ့တမောသားတွေအနေနဲ့လဲဒါကျွန်တော်တို့အကြံပြုတာပေါ့အာဒီလူငယ်လူတွေမှာအားလုံးအားလုံးစိတ်မူလာကောက်တနည်းအားဖြင့်ခင်ဗျားသူ့မခွန်ကိုကိုခေါ်မှာနှစ်နည်းပဲရှိတယ်အဲ့တော့အဲ့ဒီဒေတာမှာရှိလူငယ်လူတွေကိုတမောတော်ကစိတ်မူတော်မှုကောက်မှာလားဒါမှမဟုတ် PDF အတွက်အားရှိအောင်လုပ်မှာဒီနည်းပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတကယ်လက်ရှိအဲ့ဒီဒေတာမှာရှိလူငယ်လူတွေကိုရသမျှအနေနဲ့စိတ်မူတာနဲ့အကုန်လုံးဆွဲသွင်းလိုက်ဒီတမောရဲ့ဒီစစ်စစ်နှစ်ထဲရောက်သွားရင်တမောသားစိတ်တက်ဖြစ်လာလိမ့်မယ်အဓိကစနစ်ပဲတမောရဲ့စနစ်ထဲကိုရောက်လာရင်တမောသားစစ်စစ်ဖြစ်လာလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးねကျွန်တော်တို့က အလုတ်တဲ့နဲ့မလုတ်တဲ့ဦးနဲ့သွားနေမယ်ဆိုရင်တော့အဲ့ဒီဒေသမှာရှိတဲ့သူတွေအားလုံးကအကြောက်တရားနဲ့အုပ်ချုပ်ခံပြီးတော့ PDF တွေဖြစ်သွားလိမ့်မယ်သူတို့ကင်ဆာဆဲတွေလို့ပွားသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့အသိကိုအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီရောဒေတာပေါ့ရောဒေတာမှာရှိတဲ့ကျွန်တော်ရောဒေတာမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီတက်မလို့ကြီးအင်အားကြီးဖို့လိုတယ်အင်အားကြီးမှသာလျှင်ဒီရောဒေတာမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုကျွန်တော်ကာကွယ်နိုင်မှာဖြစ်ပါတယ်အကြံဖတ်သမားတွေအင်အားကြီးပြီးကိုကအင်အားနည်းတယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှလုပ်မရဘူးဘာမှလုပ်မရဘူးဗျာအဲ့တော့ကိုက ကိုကမျိုးမှာမျိုးမျိုးလောက်ပဲထိန်းချုပ်နိုင်တယ်အကြမ်းဖက်သမားတွေကကျေးလက်တွေအားလုံးထိန်းချုပ်နိုင်တယ်ဆိုရင်လည်းမလောက်ဘူးလက်ရှိကျွန်တော်တို့အဲ့ဒီဒေတာအားလုံးမှာရှိတဲ့လမ်းပိုင်းတွေမှာလမ်းပိုင်းတွေကကျွန်တော်ရွာတွေအများစုမှာအကြမ်းဖက်သမားတွေထိန်းချုပ်ထားတယ်ဒါရှိသေးရမျိုးပေါ်လောက်ပဲကျွန်တော်တို့လက်ရှိတက်မတော်ကထိန်းချုပ်ထားတယ်အဲ့တော့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ကြောင်းမြန်လန်ဖို့လိုတယ်ကြောင်းမြန်လန်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီလူငယ်လူရွယ်တွေအားလုံးကိုပုံတရားမျိုးစုံနဲ့စစ်မှုတွေဆွဲတာထည့်ဗျာဆွဲထည့်ရားရင်းနဲ့ဆွဲထည့် ဲ့ကောင်တွေကားခဲ့လာကားခဲ့ဆိုဆွဲထည့်ဗျာတိုင်းပြည်တွေကကျွန်တော်အသက်ပေးရမှာပဲလောက်ရမှာပဲအဲ့တော့ဒီချိန်ဒီမှာဒီချိန်ဒီမှာကျွန်တော်တို့တပ်မတော်ကဒီလိုလုပ်ရင်တို့ဟာတပ်မတော်မလုပ်သင့်လို့ပြောပြောလိုက်မယ်ဒါပေမဲ့နောက်9နှစ်နေတဲ့အခါကျရင်တပ်မတော်ကအဲ့ဒီလိုလုပ်ခဲ့လို့ငါတို့ data ကြီးတည်ငင်ခဲ့တာဆိုတာတမိုင်းမှာမှတ်တမ်းပါလာပါလိမ့်မယ်မှတ်တမ်းပါလိမ့်မယ်မှတ်တမ်းပါဖို့လိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အာဒီလိုမျိုးဆွဲလို့မရဘူးဆွဲလို့ရတယ်ဆိုတချို့အရာတွေကကျွန်တော်ဒီကာလာ data နဲ့ကိုက်ညီဆိုတာကျွန်တော်လုပ်ရတဲ့အနေအထားရှိတယ်အဲ့တော့ကျွန်တော်ဒီရော data မှာရှိတဲ့လူငယ်လူရောတပ်မတော်က သူတို့ကိုကျွန်တော်တို့ဒါပြည်သူစုမှုတာနဲ့မထည့်ဘူးဆိုရင်အဲ့ဒီလူတွေတနေ့လက်နက်ကင်သွားလိမ့်မယ်အဲ့ဒီလုံးဝမဟုတ်နဲ့တပ်မတော်ကဒီဒေသမှာရှိတဲ့လူငယ်လူငယ်တွေကိုကပြဘယ်နေရာတို့တွေခေါ်ပြီးတော့တပ်မတော်ရဲ့စနေတဲ့ရိုက်တာထည့်လိုက်ရိုက်ထည့်လိုက်တဲ့အခါကျရင်အဲ့ဒီအင်အားနဲ့တပ်မတော်ကအင်အားကြီးလာပြီဆိုရင်ဒီဒေသမှာရှိအကြမ်းဖက်သမားတွေကောင်းကောင်းတုတ်တင်လိုက်တယ်အဲ့ဒီရဲ့စေတနာတွေကဘယ်ချိန်မှပေါ်မလဲနောက်ထပ်9နှစ်နေမှအဲ့ဒီစေတနာတွေကိုလူတို့ကလက်ခံလာလိမ့်မယ်တနည်းအားဖြင့်အဲ့ဒီဒေသကလက်ခံလာလိမ့်မယ်အဲ့လိုလုပ်ခဲ့တဲ့ဒီတပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းတွေဒေသခေါင်းဆောင်ပိုင်းတွေသူတို့ရဲ့ကြပီးတွေ အဲ့ဒီမှာကျွန်တော်တွေးနေရေးသလိုကျွန်တော်1000ရှင်းဆန်းနေလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လက်ရှိကျွန်တော်တို့ဒီချင်းမြင့်နေတဲ့အနေထားချင်းမြင့်နေတဲ့အနေထားအရာကျွန်တော်တို့တဖြည်းဖြည်းပြိုဆင်းလာပြီတဖြည်းဖြည်းပြိုဆင်းလာတဲ့ဘက်ကကျွန်တော်ရခိုင်ကနေပြိုဆင်းလာတယ်ရခိုင်စစ်သွေးကြွားတွေပြိုဆင်းလာတယ်တဖက်ကကျွန်တော်ချင်းစစ်သွေးကြွားတွေကပြိုဆင်းလာတယ်ပြိုဆင်းလာရင်ကျွန်တော်တို့တဖက်မြေပြန့်လွင်ပြီးရောက်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဒေတာကိုကျွန်တော်တို့အဲ့ဒီဒေတာမှာရှိတဲ့လူတွေအားနဲ့ပဲကျွန်တော်တို့ကာယံမှာရမှာဖြစ်ပါတယ်ဒါကြောင့်လုံးဆရာရှိတော့ပြက်ပြက်တလားလို့ပါပြည်သူစစ်မှုတန်းအရာလိုအပ်တဲ့အရာကျွန်တော်တို့ဒီ သူ့ရဲ့တတ်မှတ်ချက်တိုင်းကြိုက်တယ်လို့အကုန်အကုန်ဆွဲတာထဲဗျာအဓိကကျွန်တော်တပ်မတော်ရဲ့စနေတဲ့ကိုရောက်သွားရင်တပ်မတော်ကဒါဆိုတာသူလက်ခံသွားလိမ့်မယ်နိုင်ငံတော်အလန်းကဒါဆိုတာသူသိပါလိမ့်မယ်တိတ်ကိုအရေးကြီးတယ်နောက်ဆုံးသတင်းပေါ်ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံနဲ့ဒါပါကစ္စတန်နိုင်ငံတို့ရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနှစ်ဖက်ကတော့ကျွန်တော်စီရင်တင်မှမှုတွေဆနေပြီအဲ့တော့ကျွန်တော်တို့ပါကစ္စတန်နိုင်ငံဆိုရင်လည်းပဲဒီမြန်မာနိုင်ငံရဲ့ငလှည့်ဘေးနဲ့ပတ်သက်ရင်တကယ်ကိုသူတို့ကူညီပေးခဲ့တဲ့နိုင်ငံများထဲမှနိုင်ငံတစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဆိုလည်းပဲကျွန်တော်တို့ တကယ်နိုင်ငံကြီးများထဲမှာတကယ်နိုင်ငံတစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလည်းဒီမြန်မာနိုင်ငံငလင်ပေးနဲ့ပတ်သက်ရင်တကယ်ကိုကျွန်တော်ထက်ထက်ဝင်ကူညီပါတယ်ပါကစ္စတန်နိုင်ငံကလည်းကူညီပါတယ်ကူညီမှုတွေကရှိပါတယ်ဒါအိနိုင်ငံတွေကျွန်တော်တို့ကိုကျွန်တော်နိုင်ငံကိုကူညီပါတယ်ပြီးကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတကယ်ထက်ထက်ဝင်ဝင်နဲ့ထပ်ပြီးကူညီတာကတရုတ်နိုင်ငံပါအဲတော့တရုတ်နိုင်ငံကခမရကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေငလင်ပေးနဲ့ပတ်သက်ရင်တော့တရုတ်နိုင်ငံကတကယ်ကိုကျွန်တော်ထက်ထက်ဝင်ကူညီပါတယ်လက်ရှိကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းမိုင်းနဲ့ပတ်သက်ပြီးတော့ဒီတရုတ်နိုင်ငံဘက်ကပညာရှင်အဖွဲ့တွေကတောက်လျှောက်ဒီစာပေဆင်းနေတဲ့အနေအထားတွေတော့ကျွန်တော်တို့တွေ့ရတယ်တွေ့ရတယ်အဲတော့ နိုင်ငံပေးနဲ့ပတ်သက်ရင်တော့တရုတ်နိုင်ငံကမြန်မာနိုင်ငံဘက်မှာကြည်ယူမှကူညီတာရှိပါတယ်အဲ့တော့ကျန်တဲ့အကျိုးစီးပွားကိုကျွန်တော်တတ်သက်ထားပါကူညီတဲ့အခြေအနေကိုကျွန်တော်ပြောတော့ပြောတာပါအဲ့တော့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ဒီအပလာ20ရက်နေ့ကအပလာ20ရက်နေ့ကကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်ကက်စမီးယားဒေသမှာရှိတဲ့အိန္ဒိယနိုင်ငံသားအားလုံး အားလုံးကျွန်တော်25ရောက်နေဒီနီဘောနိုင်ငံသားတယောက်အားလုံးကျွန်တော်26ရောက်ကိုပါကစ္စတန်ကကျောင်းတော်ကံပြူထားတဲ့စစ်ကြောအဖွဲ့တွေကဒါဝင်ရောက်တပ်ဖြတ်ဝင်ရောက်တပ်ဖြတ်ခဲ့တယ်အဲ့ဒီအချိန်လေးပတ်သက်ပြီးတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့နှစ်ဖက်အချင်းအငင်းပွားမှုတွေတောက်လျှောက်ဖြစ်လာတယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်အိန္ဒိယဝန်ကြီးချုပ်မိုဒီဆိုရင်လည်းပဲဒီပြည်ပနိုင်ငံကိုရောက်နေတဲ့အချိန်မှာပဲဒီပြည်ထနာတက်တဲ့ခါမှာသူ့နိုင်ငံကိုချက်ချင်းပြန်လာပြီးတော့ဒါအစီဝေးထိုင်ပြီးတော့သူတို့ဘာလုပ်မလဲဆိုတော့ဟိုဒါဆွေးနွေးခဲ့တာရှိပါတယ်အဲ့ဒီအချိန်တော့ကဒီအိန္ဒိယဝန်ကြီးချုပ်မိုဒီက ဆော်ရီကိုသွားနေတာဆော်ရီကိုသွားတဲ့ချိန်မှာသူတရင်လဲတိရောချက်ချင်းသူ့တိုင်ကိုပြန်လာတယ်ပြန်လာပြီးတော့ဒီအရေးပေါ်စီအွေတွေကျင်းပခဲ့တယ်ပေါ့ဗျာအဲဒီနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ဒီကုန်းတွင်ပိတ်ကုန်တမှုပြုလုပ်တဲ့နယ်စပ်ကိတ်ကိုလည်းအိန္ဒိယဘက်ကပိတ်ချလိုက်တယ်ပြီးသွားရင်ကျွန်တော်တို့တစ်ဖက်မှာရှိတဲ့ဒီကက်ရှမီးယားဒေသမှာရှိတဲ့ဒီမြစ်ပေါ့ဗျာအဲဒီမြစ်အဲဒီမြစ်ကကျွန်တော်1960လောက်နဲ့တွေ့ပါတယ်1960လောက်ကနိုင်ငံကျွန်တော်ရေပေးဝေရေပေးဝေရေအတွက်သူတို့လက်မှတ်ရေးထုတ်ခဲ့တာအဲ့တော့ဒီဒီ အဲ့ဒီရက်ဒီရေပေးဝေးကအိန္ဒိယကအလုံးစုံထိန်းချုပ်တာလားအိန္ဒိယပေးမှပါကစ္စတန်နိုင်ငံသားတွေကဒီဒီရေကိုရတာလက်ရှိတော့ဒီပြိပကကြောင့်အိန္ဒိယကရေပေးဝေးတွေရက်လိုက်ပြီပြီးသွားရင်ကျွန်တော်တို့ဒီလေရင်ပြန်သမ်းမှုတွေပေါ့ပါကစ္စတန်ရေလေကြောင်းလိုင်းတွေမှတ်သမီးကကျွန်တော်အိန္ဒိယနိုင်ငံတော်ဖျက်ဆီးဝင်မယူပြန်တော့ပြစ်ချပါဗျာအဲ့ဒီနေရာရှိတယ်တချို့လည်းကျွန်တော်တို့ပင်လယ်ပြင်တွေမှာဆိုရင်လည်းပဲဒီအိန္ဒိယရဲ့ဒီစစ်သမောတွေကတောက်လျှောက်ကျွန်တော်တို့ဒါသူရဲ့ဒီစီရင်အုပ်တွေပေါ့အုပ်တွေတောက်လျှောက်လွတ်နေတာလွတ်လိုက်ပြီလွတ်လိုက်ပြီလို့သူတို့အိန္ဒိယရဲ့ မီဒီယာတွေကရေးသားရေးသားထားလဲတွေ့ရတယ်တော့ဒီဘက်ကပါကစ္စတန်ဘက်ကလည်းသူတို့ကလည်းဒီချင်းတွေကိုတုတ်ပြန်မယ်ဆိုပြီးတော့သူတို့ရဲ့ဒီစီရင်အုပ်တွေကလည်းဒါကြောင့်သူတို့ရဲ့ပိုင်တဲ့အတွင်းမှာပေါ့သူတို့လှုပ်ရှားလို့ရတဲ့ပိုင်တွေတွေမှာသူတို့ရဲ့ဒီစစ်သင်္ဘောတွေစစ်သင်္ဘောတွေလှုပ်ထားရလဲတွေ့ရတယ်ဒါကကျွန်တော်လက်ရှိဒီကနေ့ဖြစ်နေတဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံရဲ့အခြေအနေပေါ့အဲ့မှာကျွန်တော်ဆက်ပြီးတင်ပြပေးချင်တာကအိန္ဒိယဝန်ကြီးမိုဒီဘာပြောလဲပေါ့ဗျာမိုဒီပြောတာကတကာဘာလုံးကိုကျွန်တော်ပြောလိုက်တယ် ကျွန်တော်ပြောလိုက်ကျွန်တော်ပြောလိုက်တယ်ပေါ့ဗျာအကြမ်းဖက်သမားတယောက်စီတိုင်းနဲ့သူတို့ကိုထောက်ခံထောက်ခံပံ့ပိုးပေးသူတွေကိုသူတို့ဖော်ထုတ်မယ်တဲ့ပြီးရင်ကျွန်တော်နောက်ရောက်ခံအဖြစ်ပေးတော့မှာဖြစ်ပါတယ်တဲ့အဖြစ်ပေးတော့မှာဖြစ်ပါတယ်ဒီမိုးရီကပြောတယ်ပြီးရင်ကျွန်တော်တို့သူတို့နောက်ကိုတဲ့ကဘာဆုံးလိုက်လိုက်ပြီးချိန်မုံးမယ်ပေါ့ဗျာတနည်းအားဖြင့်နံပါတ်1ကဒီဒီစစ်သွေးကြွားတွေစစ်သွေးကြွားတွေကိုထောက်ပံ့တဲ့သူတွေကိုသူတို့ချိန်မုံးမယ်ပေါ့ဗျာအဲ့ဒီအကြမ်းဖက်အဖွဲ့တွေထောက်ပံ့တဲ့သူတွေဘယ်နေရာရောက်ရောက်ကဘာနဲ့ကဘာအဆုံးတိုင်းသူတို့လိုက်ပြီးတော့ချိန်မုံးမယ်လို့ဒါအိန္ဒိယဝန်ကြီးချုပ်မိုဒီက မူရီကသူကပြောခဲ့ပြောလိုက်တယ်တနည်းပြသူ့နိုင်ငံသားတွေကိုသူရှင်းပြလိုက်တယ်ဗျငါဒါလုံးမယ်ဒီကြောငါဒါလုံးမယ်ငါတို့ငါတို့နိုင်ငံသားတွေကက်ရှမီးယားဒေသမှာတွေးမိကြခဲ့ရတယ်အကြမ်းသမားတွေလက်ချက်ကြောင့်ငါတို့နိုင်ငံသားတွေတွေးမိကြခဲ့အဲ့ဒီအတွက်ငါဒီလိုတုတ်ပြန်မယ်ဆိုပြီးတော့ဒါအိန္ဒိယဝန်ကြီးမူရီကနေကုန်းပြောခဲ့တယ်အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်တဲ့အချိန်တွေကိုပါကစ္စတန်နိုင်ငံရဲ့ကာကွယ်ဝင်ကြီးကာကွယ်ဝင်ကြီးကလည်းကျွန်တော်တို့ဒါကမ္ဘာမီဒီယာတွေနဲ့အင်တာဗျူးလုပ်တဲ့အခါမှာသူကလည်းပြောတယ် တော့ဘာပြောလဲဆိုတော့ဒီသတင်းမားတွေနဲ့ပတ်သက်ပြီးတော့ဒါအိန္ဒိယနဲ့သူတို့နိုင်ငံတို့ဒီပြဿနာမဖြစ်ချင်ပါဘူးလေအဲ့လိုပြောတယ်ပြီးရင်ကျွန်တော်တို့ဆက်ပြီးပြောတာကဒီဒီလိုမျိုးအိန္ဒိယဘက်ကဒါမစင်မစင်တုတ်ပြောင်မှုတွေကြောင့်နိုင်ငံသားမှာအလုံးစုံစစ်ပွဲကြီးဖြစ်သွားနိုင်တယ်လို့သူကထပ်ပြောတယ်ပြီးရင်ကျွန်တော်တို့အဲ့မှာဆက်ပြီးပြောတာကနိုင်ငံတကာကနိုင်ငံသားအလုံးစုံစစ်ပွဲတွေဖြစ်မှာကိုနိုင်ငံတကာကစိုးရိမ်နေကြပါတယ်တဲ့ ဆွေးနွေးခြင်းတန်တမာနီလာနဲ့ဖြည့်ရှင်းခြင်းဒီလောက်နဲ့ပဲဒီပြဿနာကိုပြီးသွားစေချင်ပါတယ်ဒီလိုပဲဖြည့်ဆည်းချင်ပါတယ်ဖြည့်ရှင်းစေချင်ပါတယ်တဲ့ဒါကကျွန်တော်ပါကစ္စတန်ရဲ့ကာကွယ်ဝန်ကြီးကပြောတာအခုတော့အိန္ဒိယဘက်ကအိန္ဒိယဘက်ကဒီတုတ်ပြန်မှုတွေတုတ်ပြန်မှုတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလည်းပြန်ပြီးတော့တုတ်ပြန်မှုအစင်းသိရှိပါတယ်အိန္ဒိယဘက်ကသူတို့ကိုအလုံးစုံတိုက်ခတ်မှုပြုလို့ရရင်လည်းသူတို့ဘက်ကပြန်ပြီးတော့အလုံးစုံတိုက်ခတ်မှုတွေပြုလို့တော့မှပြုလို့တော့မှဖြစ်ပါတယ်။ထိန်းသိမ်းလို့မရတဲ့အနေအထားရောက်သွားရင်တော့နာကျင်စရာတွေနဲ့ဒါကြုံတွေ့ရမှာဖြစ်ပါတယ်လို့ဒီပါကစ္စတန်ရဲ့ဒီကာကွယ်ဝန်ကြီးကလည်းပြောထားတယ်။ အဲ့မှာကျွန်တော်ထူးခြားတာကဒီအိန္ဒိယကလည်းကျွန်တော်နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်ပါကစ္စတန်ကလည်းနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်တိုးတော်လည်းပဲဒီနျူကလ িয়ার ပိုင်ဆိုင်မှုပိုများတာကတော့ဒီအိန္ဒိယနိုင်ငံဘက်ကတော့ပိုများတာပေါ့ဗျာတိုးတော်လည်းပဲကျွန်တော်တို့ဒီနျူကလ িয়ার ကိုတော့သူထုတ်သုံးနိုင်တဲ့အနေအထားတော့မရှိဘူးပါကြောင့်ဆိုတော့တစ်ဖက်မှာလည်းကျွန်တော်ရုရှားနဲ့ဒါတစ်ဖက်ကယူကရိန်းရဲ့မဟာမိတ်အုပ်စုတွေတိုက်ပွဲတွေမှာဆိုလည်းပဲသူတို့သူတို့ဒီနျူကလ িয়ার နဲ့ပဲချင်းချင်းချောင်းတဲ့အနေအထားတွေရှိတာပေါ့နျူကလ িয়ার တော့သူတို့သုံးနိုင်တဲ့အဆင့်တော့ ဒါရှိနေရှိမယ်လို့တော့ကျွန်တော်တို့ယူဆလို့တော့မရသေးဘူးအဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံမှာသူတို့ရဲ့ဒီနှစ်နိုင်ငံပြည်ပကတွေဖြစ်တိုင်းဖြစ်တိုင်းမှာဖြစ်တဲ့နေရာကိုဖြစ်တဲ့နေရာရေတောင်းမြစ်ကိုလိုက်ကြည့်လိုက်ရင်ကျွန်တော်ကက်စမီးယားဒေသပဲကက်စမီးယားဒေသမှာသူကပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့သူတို့အငင်းပွားလာကြတယ်အငင်းပွားလာတော့ကျွန်တော်တို့အဲကျွန်တော်တို့အဲ့ဘက်မှာပဲဒါဟိန်းနူအမုံဟိန်းနူစန့်ကျင်ဆိုပြီးတော့ဒီနှစ်ဖက်အပြိုင်ဆိုင်လောက်ကြတယ်ပေါ့လောက်ကြတော့1988ကာလလောက်မှာအဲ့ဒီရဲ့ဒီပြည်ပကတွေကြောင့် အိန္ဒိယနိုင်ငံသားရောပါကစ္စတန်နိုင်ငံသားအားလုံးကျွန်တော်လူပေါင်းတောင်းတဲ့ရှိတည်ခဲ့တယ်တောင်းတဲ့ရှိတည်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့မြို့ကြီးတွေမှာဘုံခွဲခံမှုတွေတောက်ဆောက်တောက်ဆောက်ဖြစ်ခဲ့တယ်အဲ့လိုအခြေအနေတွေတမိုင်းမှာဖြစ်ခဲ့တယ်အဲ့တော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံနှစ်နိုင်ငံနှစ်နိုင်ငံကျွန်တော်တို့စစ်ဖြစ်တဲ့အခြေအနေကိုကြည်တိုင်းကြည်တိုင်းမှာစစ်ဖြစ်မှုတွေစတင်တဲ့ပြည်ပကကကျွန်တော်ဒီကက်စမီးယားဒေသပါအဲ့တော့တရှိလဲကျွန်တော်တို့တကြောပြန်ပြန်ပြီးဖြစ်လာတဲ့အခါကျတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံရဲ့နှစ်နိုင်ငံအခြေအနေက ဘလို့အခြေအနေမျိုးမှာပြည်လင်မလဲရခိုင်တော်ကလိုပဲကျွန်တော်တိုက်ပွဲတွေဆက်ဖြစ်လာမှာဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ပြည်ပမိတာကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေ